။ Lime Story Channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ကျွန်တော်တို့ရဲ့ Channel ကနေပြီးတော့ပရိသတ်တွေကြားတင်ဆက်ပေးမယ့်ဇာလံကစာရည်သူခေမောင်အေးမန္တလေးရေးသားထားတဲ့ယောမကြားဆိုတဲ့ဇာလံလေးပဲဖြစ်ပါရခင်ဗျာ။ဒီဇာလံကိုတော့ကျွန်တော်ရှိုင်းကတင်ဆက်ပေးသွားမှာပါဗျာ။ဇာလံလေးမစားတင်ခင်မောင်ကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်တော့ Like and Subscribe နှိပ်ခဲ့ပြီးတော့ဇာလံသစ်များစွာကိုမလွတ်တမ်းခန်းစားနားဆင်နိုင်ဖို့အတွက် ရိတတုကဘေးနာကနိုဒီဘဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇလန်လေးကိုစတင်လိုက်ပါပြီခင်ဗျာ။ပကိုးယုံမရဲ့ရေဝေးတောင်းတဲ့အတွေ့အကြုံမှာမြောင်းတွေတွေရှူသည်သည်ဖြစ်ပေါ်လာရပါတယ်။ရေဝေးတောင်းတဲ့မြောင်းစီမှာတစ်စက်လိုဝမြောင်းချောင်းကပါမြောင်းဖြစ်တည်လာခဲ့တဲ့အနက်စူးပုံမြောင်းကလည်းမုံမကြမီကာလမှာရေဆက်ဆက်ရှိနေပါတယ်။ဒီမြောင်းဒီတော်မြောင်းကိုအမိပြုလျက်တောင်းရလို့ဓမ္မခုမြောင်းကလည်းဝင်းကျဲအနက်နေထိုင်ကြပါရည် ဒီဒေသတစ်ဝိုက်မှာဒီဝင်းငပြောများဆိုက်၍အတံမွေးဝမ်းကြောင်းပြကြပါရီတောင်ရပဲကေးများလည်းအလင်းသိတဲ့လူမျိုးလောက်ကင်ကြပါရီစူးပုံမြောင်တင်မောမြောင်စသဖြင့်ဒီတော်ဒီတောင်ဒီချောင်းဒီမြောင်များကိုအမိပေးထားပါရီဝင်းချင်းပတ်ချာတစ်ဝိုက်မှာတော့ရေနေစမ်းနေတောနေတောင်နေရိပ်စီးတာယာရှိပါရီတေတော်ဆိုင်ကေးများသည့်၎င်းလူရိုဆိုင်ပြိုထားတဲ့ဥယင်တော်များသည့်၎င်း ငှက်ကြီးတာရောကများနဲ့စီကားနေတတ်ပါ रे တောရှိလျင်တော့တောကောင်ရှိသမြဲပါ၏တောကောင်ဆိုတာကလည်းရွာနဲ့ဝဝေးမနေပါဘူးတင်းမောင်မြောင်ရောင်စိုးကုန်းနဲ့အလန်းမကွာလှတဲ့တဏီယောင်မာတော့ကြက်ပေါင်း600ရှိပါ रे အိမ်ကြီးကတော့40ကျော်ကန်တရေသားကရင်လူမျိုးများနေထိုင်ပါ रे တနေ့ခြောက်ခြားထိတ်လန့်ပေါ်ရနေဟေးမင်းဥက္ကရာသမတ်ကိုနီကီကြားဆွဲခံရတာကြားပြီလား အေးဗျာကြားရပါလေခင်ဗျာတောင်ရဲမှာတယောက်တည်းရှိနေတော့တော့ကောင်ဆွဲသွားတာတနာစရာပါပဲဗျာဟုတ်ပါရဲ့ဗျာမနေ့ကသူတောတောင်တွေမှာရက်လေဆုံးတော့တယ်ဆုံးတော့တယ်ဆိုပေမဲ့လည်းတကြိုစရာအလောင်းတော်မှာမရလိုက်တော့ခံပြင်းမှုကောင်းလာပါလေလေဘယ်တက်နိုင်မှာမလဲဗျာဟေးမျိုးကတိတ်မြန်တယ်လို့ကြားရတယ်ရှေးလျှောက်ပြီးရွာသားတွေလည်းတတိထားကြဗျာအဲ့ဒီမှာပဲငှက်ဆိုးထိုးတာနဲ့လှောက်ရှားလာပါလေ ချောင်းချောင်းပေါ်ရညောင်းထိုင်လန့်စရာညောင်းဒင်မောမြောင်းမှရှိတဲ့ခင်မောင်းရဲ့ရတဲ့ပေါ်မှာလူသုံးဦးကလည်းအိတ်နေပါရီမအိမီတော့ကောင်ရဲ့အစာဖြစ်သွားရရီနီကေးရဲ့အကြောင်းကိုပြောနေခဲ့ကြပါရီကိုကြီးကလည်းတောင်မော်ကို အိမ်တိုင်းဆောင်ရန်အတွက်တောတဲ့လာရှာပါရီခင်မောင်းရဲမှာဧည့်သည်အဖြစ်စကန်းချပါရီလာဆိုင်ရဖြစ်စီကောင်မူလာရောင်ကလည်းတစ်တော့ရိပ်များကြောင့်မိန်ပြောပြောတာထုံးလိမ့်နေပါရီအမောင်ကလည်းအားကောင်းစွာ ဇုံမုံမင်းမူလျာရှိနေပါ रे လင်းငိမ့်နေပါ रे တဘာဝါပါလေမတတိစီယာတိတ်ဆိတ်လျာတေကိုင်းတိရလောက်ခတ်တမ်းမင်းမကြားရပါဘူးရာသမားခေမောင်ကလည်းလူပြိုကြီးဖြစ်ပါ रे တော့ကြမှာ रे လင်းမြတ်တွက်လာပါ रे ဖြက်ကနေအတန်ကြားလျင်ဆက်ကနေနိုးနေပြီးတော့ဓာတ်ကိုညာဘက်လက်အနီးမှာထားပြီးတော့အိတ်တက်ပါ रे တို့ပင်ဖြစ်စီကောင်းမှုဟေးဟေးကောင်းလေးဟေးကောင်းလေးခေမောင်ရဲ့အတန်ကလည်းပျောက်သွားပါ रे ပြီးတော့ဝင်းကျင်ကလည်းငြိမ့်သက်သွားပါ रे အာယုံနီးနေပါပြီမိုးသောလူနီးနက်နက်နှစ်ချက်တီးတဲ့အချိန်ဖြစ်ပါရီလာကလည်းဝင်နေပါပြီအမောင်ကလည်းဖုံးလန့်နေပါရီခင်မောင်ရဲ့ညီမောင်လုံးကလည်းအကိုရဲ့အတန်ကိုကြားလိုက်ရ၍ကမ္မန်ကတဲ့လူလေထလာပါရီအယောက်ပင်တော့ကအုံမောင်ကိုတပြုံပြုံတကင်းမြင်ထောက်ခေါက်လိုက်တဲ့အတွက်တတော်လုံးကလည်းစွညံသွားပါရီမိလုံးမျိုးကိုမိရှို့လျက်ပဝင်းချင်းကိုရှောက်ပေးပါရီခင်မောင်ကိုကြားဆွဲသွားတာကမြေကြီးလက်ခံမလွဲပါဘူးခင်မောင်ကိုကြားဆွဲသွားပြီးတော့ တရုတ်ရာကိုမြေမှာအတင်းသာမြင်ရပါတယ်။တောင်းချောက်ချီရခံပြီးတော့လိုက်ကြရအောင်။ဂိုက်တရကျော်လောက်မှခေမောင်းရဲ့လုံကြီးကို တွေ့လိုက်ရပါတယ်။ကိုကြီးဒုလာပြီ။ကြားကိုစီးထားမကြောက်နဲ့။ခေမောင်းရဲ့ညီမောင်လုံးကလည်းအသက်နဲ့ကြီးနဲ့လှက်အော်ပါတယ်။ကိုကြီးခေမောင်း။ကိုကြီးခေမောင်း။အတန်ပြည့်သူကပြေးပါတယ်။ကိုကြီးကတော့အနည်းငယ်ကိုတတိပြုမိလာပါတယ်။ဟေးညီလေးတို့ဒုလာတွေညောင်မောင်တွေဆက်လိုက်နေလို့မတော်ဘူးထင်တယ်ကွာ။ မနက်လင်းလင်းချစ်ချစ်မှရှားကြစို့လားအဲလိုမျိုးနှစ်သက်ရပါရည်အဲလိုနဲ့လူပြိုကြီးကိုခင်မောင်ကြားရဲ့နောက်ကိုပါသွားခဲ့ပြီဖြစ်ပါရည်တနက်မိုးတော့တဲ့အခါတောင်ရသမားမြောင်းကလေးခင်မောင်ရဲ့ယာရင်းမှာစူဝေးတိုင်ပင်ကြပါရည်ဒီမြောင်းအတင်ရဲလာရိကြောင်းစိုးရှိနေတဲ့ပြောင်ဖက်ကူးမို့ရှောင်းသေးခွေရေခတ်ပြီးမထွက်ရဲအောင်လို့ဖြစ်နေရပါလိမ့်မယ်ဒီတသက်ဝါကိုဒီတိုင်းထားလျင်တော့နောက်ထပ်သားကောင်များတလောင်းမီတလောင်းထက်နေတော့မှအသေးချဖြစ်ပါရည်တတိရှိတဲ့လူလိုက်ခဲ့ တတိမရှိရနေခဲ့ကြောင်းကျို့တို့ကတော့သူသေးကိုသေးချတော့ပါပဲခုတ်ရဲထည့်ရဲတက်ရဲတဲ့သူလိုက်ခဲ့ဗျာမော်လုံးကလေးနာနာကြီးကြီးဆိုပါတော့တယ်တို့လေလိုက်မှာပေါ့ငလုံးရောက်ငေါတငယ်ကြီးခေမောင်းကိုကြိုက်တဲ့ကြောင်းအရှင်းမထားဘူးဟိတက်မတော်တာဟောင်းပင်းစေသောဝိဒိတ်ကလေးရဲရဲတောက်ဆိုပါတယ်အေးလို့နဲ့ရာသမားဆက်တယောက်ကြားစုံနောက်ကိုဓာလန်လေးများတို့နဲ့တညီတညွတ်တဲ့လိုက်ကြပါတယ်ဒီမော်မြောင်းကလေးတောင်ရဖုံးဆူးထူပါတယ် ။ချောင်းကဘာတလျှောက်မှာတော့ခြေရာတရွတ်ကြောင်းအတိုင်းလိုက်လာကြရမှာဒဇနင်းဒဇဝါသဘုတ်ချုံတိုင်းချတော့ထူထပ်လာပါရီ။ဒိုဘပေါအောင်လို့ချုံများထူထပ်ပါရီ။ရေစက်စက်ရှိပြီးတော့အဲ့ဒီတဝိုက်မှာဟေမျိုးခူအောင်နိုင်တဲ့နေရာဖြစ်ပါရီ။တပြေပြေတပြေပြေဒိုးဝင်လာရင်ကဝေါငရေကြားစုမှန်ပြီးကတပြောင်းပြောင်းနဲ့တောတူသွားတဲ့အတန်းကိုကြားလိုက်ရပါရီ။ဟေးဟေးဟေးအရမောင်းနေဟင်းမျိုးရှိတယ်ဟုတ်တယ်တောကောင်တောကောင်လူစုမခွဲနေ ပွဲရင်ဆွဲသွားလိမ့်မယ်။ကြာစိုးကလည်းအမှန်တကယ်ရှိနေကြောင်းအားလုံးကလည်းသိနေကြပါရဲ့။ဒီတဝိုက်မှာဒီတိုင်းဆွတ်တိုးနေလို့ကတယောက်ယောက်ကတော့တူဦးကြားစာဖြစ်ရပါလိမ့်မယ်။အေးဒီတိုင်းတိုးမနေနဲ့။ຢာတဲ့ကိုပြန်ကြမယ်။ပြီးတော့ဇေယဝတီတက် ပြည်သူစစ်ကတရက်သမားတွေကိုခေါ်ကြကွာ။ဒါမှဖြစ်မယ်။လက်နဲ့မပါပဲလိုက်လို့တော့မတော်ဘူးထင်တယ်ဟဲ့။ကိုဝင်းထင်ကလည်းအကြံပြုပါရဲ။အေးဟုတ်တယ်။တယောက်ယောက်ကိုအေးကပဲတွားခေါ်ဗျာ။ ကျတို့ခေမောင်းတဲကနေပဲပြန်ဆောင်ရအောင်ဇေယဝတိကြီးရောက်အောင်စုပြည်သူကောင်းစီဩကရဦးကျော်စိုးကလေးဒီတရေလေးကိုကြားပါလေသူရဲ့အစီအစဉ်နဲ့ပြည်သူစေခေါင်းဆောင်ကိုထွန်းတင်းနေအဖွဲ့ဝင်ထုံးကြီးတို့ကိုကြောက်စိုးနေနေရဲ့အတွက်တောင်းဝင်ပေးလိုက်ပါလေတနတ်သမားနှစ်ဦးကြားရဲကိုခြေမုံကြပါမယ်သူတို့ရဲ့တက်တက်ကြွကြွနဲ့ခရီးပြင်းနှင်လာကြပါလေဟာကိုထွန်းတင်းတို့ပါလားဘယ်သွားကြအောင်လို့လဲဒုတ်ချက်ပေါင်းရွာကိုပဲဟိ ကြာစိုတောင်းကျမ်းနေတယ်လို့တရင်ကြလို့တမင်လာကြတာ။အော်အတော်ပဲဗျာ။ကျုပ်တို့ရောမလို့ကြီးလန်းစာစားရတာပဲပြု။ကြာရေတောင်းကျမ်းလိုက်ပုံဗျာ။အခုတော့အခုကျုပ်ရေတငယ်ချင်းခေမောင်မှမရှိတော့ဘူးဗျာ။မောင်ရင်းကလည်းနော်နာကြီးကြီးပြောပါရီ။တို့ရဲ့တွေခေမောင်ရဲ့ယာတဲ့ကိုဓာတ်ရိုက်တော့ကြည့်လိုက်ပါရီ။ရင်ရွေးအဖန်ကရာမကုန်မီမပဲမောင်တန်းနေကြော်လာတနက်ကိုစီနဲ့ရောက်လာကြပြန်ပါရီ။ဩကတော်ကခမရတို့နှစ်ယောက်တည်းမို့လို့အားရှိအောင်ဆိုပြီး ထပ်ထည့်ခိုင်းလိုက်တယ်လေ။ကဲကိုကြီးထုံးကျတို့ဘာလို့ရမလဲ။အေးမဘူးနဲ့ဒီမေရာသမားတွေရှိတယ်။ကြားရဲကိုမောင်းထုတ်မျိုးဖြုတ်ပြစ်မယ်ကွာ။တော်နေပြီးတော့ရှာရင်ဒဲမထွက်ပဲနဲ့ခံနိုင်ရိုးလားကွာ။ဟုတ်တယ်ဟုတ်တယ်လူအားနဲ့မောင်းထုတ်ရင်ဒဲဘာသောမှုလို့ခံနေနိုင်မှာလေ။ထွက်လာလို့များပါတော့ကွာ။နေတော်လေးပူပြင်းလှပါရီ။နှွေရဲကြောင့်အလျဲလဲညင်းကြီးအခိုးဝေဝေရှိနေပါတော့ရီ။အခုချိန်ပြန်လို့လာ၍ တော်သမားများကလည်းလက်ကတိချာမှချွေးယူစည်းကြနေပြီဖြစ်ပါ रे ။ဘွားเจ้าများပြန့်ကျဲလျက်ရှိပါ रे ။လေဝေးမတော်ရွက်ကြီးများလွင်မြောသွားပါ रे ။ဒေဝိတေကိုင်းများကလည်းအယိုးစုလက်ချောင်းများနဲ့ရိုးရံကြဲကြဲကိုင်းမဲမဲနဲ့ရှဲကနေရှဲကနေအတန်ပြုတ်နေပါ रे ။ဦးကနေဦးကနေဦးကနေဒိုင်းကနေနဲ့အတန်ဟေကျွေးအတန်ပြီး၍၎င်းဝစေတော့ပိုင်းကြောင်းကဲများနဲ့ပြေပေါချောင်းလိုက်၍၎င်းဒေါ်သခွေတောင်းနဲ့ အဝေးစီးပွက်တယ်လို့မျိုးစူညာလေးရရှိနေပါ रे ဟာဒီမခင်မောင်ခြေတပိုက်ခြေဘွားပဲကြံတော့ रे အလောင်းတွေးရတော့မယ်ထင်နေတရီထားကြောင်ရှည်ဆောင်မသွားနေသူ ပြည်သူစစ်ခေါင်းဆောင် ကိုထုံးတင့်ရဲ့အတန်ကိုကြားရပါ रे ခြောက်သမားများကလည်းအာသက်လာပါ रे မကြခင်အလောင်းတွေးရမှာပဲဟိတရီထားအသိမရဲကြောင်နေကိုဝင်းထင်းကလည်းခက်ကြက်ကြက်အတိပေးပါတော့ रे ဟောဒီမောင်ကိုခင်မောင်အလောင်းတွေးပြီပြောတွေးပြီ မောက်ခုံကြီးပြခြေတစ်ဖက်လည်းမရှိတော့ဟုတ်တယ်ဟုတ်တယ်ဖြစ်မှာဖြစ်ရလိမ့်ဗျာဒေါက်တာဒီလောက်ကိုဘယ်နဲ့လောက်ကြောင်မလဲဟင်မြေမြောက်ရမှာပေါ့ရွာကိုပြန်သေးလို့ကောင်းတာမျိုးမဟုတ်ဘူးဒီမှာပဲမြောက်ရမှာအိုးဒီမှာမြုပ်ပြမဲ့အတူတူကိုခင်မောင်ကိုကြိုက်တဲ့ကြောက်ကိုခင်မောင်အလောင်းနေပဲလက်တုံပြန်ရအောင်လीမကောင်းဘူးလားငလုံးကောင်းလေးအကြံပြုပါရီဟာတိတ်ကောင်းတဲ့အကြံပဲကျို့လို့စောက်မယ်ဗျာလင်းသာထိုးပြီးပြီးတော့ထွင်ရင်လည်းကိုတန်းကြီးတို့က ချောင်းဖြားကနေပြီးတော့ဆောင်းကျန်တဲ့လူတွေကရွာကိုပြန်ဆောင်ကြပြီးတော့ကန်ကန်အချိန်ရှိတော့လုပ်ငန်းစလိုက်ကြရအောင်ဗျာအဲ့လိုနဲ့ချောင်းကမဘေးမှာမေးတင်ပေါက်နေတဲ့အထီးကျန်နေတဲ့ကျွဲတင်းချင်းပင်ထက်မှာလင့်ထိုးပြီးတော့လေးပေါ်မှာတော့ကိုထွန်းတင်ခေါင်းဆောင်ပြီးတော့လေးယောက်ဆောင်ပါတယ်ကိုထွန်းနေနဲ့အတူတူကြော်လာမောင်လုံးနဲ့ရာသမားတင်မောင်ချောင်းပြောင်းမှာလည်းလမ်းကိုပိတ်လျက်ကိုဝင်းထိန်ကခေါင်းဆောင်ပြီးတော့လူလေးဦးဆောင်နေပါတယ် တနတ်သမားနှစ်ယောက်ဖြစ်တဲ့ထွန်းရီနဲ့မောင်တန်းတို့ပါဝင်ပါရီကြာနေတဲ့ပူပြဲလှတဲ့ဘွားရက်ပင်မြောင်တဖြည်းဖြည်းမြည်အောင်လိန်နေကြပါရီတောကလေးအသက်အတန်ကင်းပြီးတော့စိတ်ငြိမ်နေပါရီကျဲတဲ့ညပင်ထက်မှရှိတဲ့လင်းစင်ကလေးရေရင်မဆက်ရှိပေခန့်မြင်းမှရှိပါရီအပေါ်စီးမှဖြစ်ပြီးတော့ဝင်းကျင်တခွင်ကိုကောင်းစွာမြင်နေရပါရီ ခြေတပတ်မရှိတော့ဘီဖြစ်တဲ့ခင်မော့အလောင်းမှာလင်းစင်းနဲ့ဂိုက်တရားခန့်မှာကွာဝေးပါရီလင်းမော့ကြည်လင်းတော့အလောင်းကလေးမြောက်ဘက်မှာဘေးတိုက်တန်းလျက်ရှိနေပါရီခင်မောင်ကလေးမသိမီကဝိစဉ်ဓာရီစွတ်ကျဲလက်ပြတ်အပြုမှာအခုတွေးချင်းချင်းညည်းလျက်ရှိနေပါပြီအလောင်းရှိရမြေပြင်တဝိုက်မှာလေးအပင်ငယ်မြောင်မွားစာကျဲနေပါရီကြောက်ကလေးခင်မောင်ကိုကြိုက်ချီလာပြီးထောင်လုံးမောင်းကြည်အောင်စော်စားထားပုံရောက်ပါရီမြေခွေးကလေးအနိဋ္ဌာယုံဖြစ်စေကောင်းမူလောလောလတ်လတ်သိနေသူကိုကြည်ရင်နဲ့ ကြောက်စိုးဟင်းမျိုးကို나ကြီးဆက်ဆုပ်နေကြပါရဲ့အချိန်နေပြီးပြီတင်းလာလျင်တော့တချက်တည်းနဲ့တေကွင်းကိုရွေ့ရွေ့တုတ်တင်ပြည့်ရန်စိတ်စောလျက်ရှိနေပါရဲ့ဟောလာနေပြီတွေ့လားဟောကြောက်ကကလေးနေပါလားကိုတို့နေကလေးအတန်တုံးနေပြောလိုက်ပါရဲ့ဟင်းမျိုးကလည်းကြောက်မှာပါလားတောင်းကြီးကလေးကြောက်မရဲ့အနောက်ကနေပြီးတော့ရွေ့ရွေ့ရဲရဲကလေးလိုက်နေတော့ကိုလေးမောင်မမိုးဆူတစုကလေးတွင်မြင်နေရပါရဲ့တရွေ့တွုံးဝင်လျက်ခင်မောင်အလားနာကိုနီးလာတဲ့အခါ ကြောက်ပေါက်ကလေးကလည်းဝယ်ယုံပြီးအောက်မှာတော့ရက်နေခဲ့ပြီးမိခင်เจ้าမကြီးကလူသေးလောင်းစီကိုရေးရဲတင်းတင်းနဲ့ဝင်လာခဲ့ပါရယ်အလောင်းတော်ကိုရောက်၍စားဟန်ပြေးပါပဲဒိုင်းနေတနက်တန်တစ်ချက်ထွက်ပေါ်လာပါရယ်เจ้าမကလည်းမန်သွေးတန်ကိုပဲမပြူနောက်ကျုံးပြစ်ပြီးတော့ဝါတော်လေးကိုတွုံးဝင်ပြောက်ွယ်သွားပါရယ်ကြောက်ပေါက်ကလေးပေါ်ပြေးလွှားလိုက်ပါသွားပါရယ်တနက်တန်ကလည်းကိုတွုံးတရဲ့ရိုက်ပင်မှဖြစ်ပါရယ်ကြော်လာရဲ့တနက်ကလည်းကြည်အားဖြစ်ပြီးတော့မပြစ်လိုက်ရပါဘူးတနက်တန်ကြောင့်ထုံးကြီးတို့အဖွဲကလည်း ချောင်းပြလမ်းဝမှာစောင်းနေရမှရောက်ရှိလာပါ रे ။မုံစုံမြောက်ကလည်းအလောင်းရှိရာကိုအပြေးလွာတွားရောက်စူးစမ်းကြည့်အောင်။ကြောင်းမေးတချို့ကလည်းပြတ်ကျနေပြီးသွေးဆက်မြောင်းနဲ့တွေ့ရှိနေရပါ रे ။မှန်သွားတယ်ခေ။ဒါပေမဲ့ကြောက်ောက်မထီလို့လစ်သွားတာပဲ။ကြောက်ကိုဆက်ဆောင်နေမယ်။ဒီမလာဘဲနဲ့တော့မနေနိုင်ဘူး။တနက်မှန်သွားရင်ကြောက်ပြီးတော့လာပါတော့မလားဗျာ။တူကလည်းတန်တရောင်းနဲ့ရကားဆိုလာပါ रे ။အာဒီဟင်းမျိုးမနေနိုင်ပါဘူး။လာဖို့လာရမယ်။အစားကအသိရှိနေတာ။ ကြာကလေးပေါ့စားနေမို့တဲ့အစာလေးရနိုင်မှာမဟုတ်ဘူးပြန်ဆော့မယ်။ဂိုင်းလင်းမတက်ကြဟိ။ဘိုးစိုးတစုရဲ့ရင်ထဲမှာတနုံတော့ဖြစ်ကောင်ခန်းစားနေပါရီ။ကြာစုံဟင်းမျိုးကိုမြဝါတင်းတင်းမြင်လိုက်ရပြီးတော့လွတ်ထွက်သွားရခြင်းအတွက်ခံပြင်းနေပါရီ။တော်ပြင်းမုံစိုးဟင်းမျိုးကြားကလေးစင်စစ်အမိပြင်းတဲ့ချက်နဲ့လိုက်ပြပါရီ။ဒေါ်ရင်းဘရင်ဖြစ်ပါရီ။ရှိရှိတမျှတတဝါများကိုမဆိုးထီမထင်ကြီးစိုးမင်းမှုနေပါရီ။ဒေါ်ရင်းသားကောင်ဟူတမျှကြီးငယ်မဟုဖိမ့်ဖိမ့်တော့ပြပြဝင်းမြောင် ကြောင်ယုံကြပါရီလင်းမြန်ပါရီပါနယ်ပါရီခေါ်အားကြီးမပြီးတော့ဒေါသမှန်ပြင်းထန်ပါရီအခုရင်ဆိုင်ရရီကြားကလေးကြောင်းမှဖြစ်ပါရီကလေးသားငယ်ရှိသဖြင့်ပုံမကြောင်ယုံပွဲကောင်းပါရီဒါဆိုကြောင့်မလို့တစတိုးမယူရဲလှုပ်လာနိုင်ပါရီမန်ကြီးတဲ့တောက်အုံကိုမော်ဇိုးကလေးတနက်နေ့တစ်ချက်ပြစ်ထားခဲ့ပြီးဒဏ်ရာမပြင်းထန်လျင်ရုပ်ကြီးချက်ချင်းပြတ်လာနိုင်ပါရီဒဏ်ရာအနာဒရောနဲ့ဒီလိုမျိုးတတဝါမျိုးက အလွန်မင်းသောတာမှန်တတ်ပါ रे ပေါ်ပေါ်ဆဆရွှေရွှေပေါ်ပေါ်တွတ်ထား၍တော့မဖြစ်ပါဘူးဒီတစ်ချိန်ရင်ဆိုင်ရလျင်တော့ပိုင်မဖြစ်ပါလိမ့်မယ်မုံစိုးတစုကလည်းတည်ငြိမ်စွာနဲ့ဆောင်းဆိုင်ရရှိကြပါ रे အနောက်ဘက်စီကိုနေလုံးကလည်းတပြေးပြေးနဲ့ရွေလျားလိုက်လာပါ रे နေရင်တွင်းချိန်နေဝင်တော့ပါမယ်ဝဲလူစိမ့်နေလုံးကလည်းတင်းမောင်မြောင်းတကြောကိုမိန်ပြောနေတဲ့အလေးအောင်နဲ့ဖြန့်ကျက်ပေးထားပါ रे စိတ်စောလျက်ရှိတဲ့မိုးစိုးတစုကလည်းဒိတ်စိတ်ငြိမ်ဆက်စွာ တပင်နေရှိနေတဲ့ကျွေးတင်းပင်ထံမှာရှိတဲ့လင်းစင်ပေါ်မှာကြောက်ရွံ့များနေရှိနေပါရီတော်သွန်းသောလီတရန်ကဝီကနေဝီကနေနဲ့လက်ပတ်ရင်းနဲ့တိုက်ခတ်သွားပါရီအဒီခေါမပေးပုတ်အေးရဲ့နှက်ကပဝင်းချင်းကိုမှုန်တော့လိုက်ပြန်ပါရီရင်မမေရိုင်းတအုပ်ကလည်းဝီကနေထပြန်ပါရီကြည်စမ်းဟိုမှာတော့ကောင်ပြလာပြီထိုးကြီးကလည်းလေးတန်းတိုးတိုးနဲ့တတိပေးပါရီမော်စုံမြောက်အားလုံးကလည်းမိန်ပြော့ပြော့စည်းသားရဲ့အလင်းရောက်ကြောင့်ဟေးမျိုးအသားမီကိုတွေ့မြင်နေရပါရီ ကျောင်းမကလေးကလည်းဝယုံပြီးအချိန်မှာဝိတ်၍ကြံနေခဲ့ပါရယ်။ကျောင်းမကလေးခနာကိုကြီးကိုလိမ့်ပဲလိမ့်ပဲနဲ့လှုပ်ရမ်းရင်တွေကတပြေးပြေးနဲ့ချင်းကပ်လာပါရယ်။လင်းစင်ရှိရကိုတစ်ချက်လှမ်းကြည့်ပါရယ်။လင်းစင်ပေါ်မှာမုံဆိုးမြောင်းကိုဂယုမပြု။ထီမတင်တဲ့အသွင်နဲ့ခင်မောင်းအလောင်းရှိရကိုအေးအေးဆေးဆေးကတ်သွားလျက်အလောင်းကိုတပတ်ပတ်ပြီးတော့အကဲခတ်လိုက်ပါရယ်။ပြီးတဲ့နောက်ကိုက်ချီရန်ပြင်လိုက်ပါရယ်။ကျောင်းမရဲ့ဘေးတိုက်အတွင်တဏ္ဍာကမုံဆိုးမြောင်းအတွက်ပြင့်မှန်ကောင်းအနေထားဖြစ်ပါရယ်။တနတ်တံမြောင်းတော်လေးလိုက်တည်နေထွက်ပေါ်လာပါရယ်။ ရိုင်ဘယ်လေးလိုက်ရဲ့ပြောင်းသွားမှတေမင်းတမန်ကြည်ဘူးများကလည်းတင်မောမြောင်းတစ်ခွေလုံးပဲ့တင်တန်ဖုံးလျက်ထွက်သွားပါရီ။ကြာသောကလည်းပေတရာခက်ကွာတဲ့တင်မောမြောင်းချောင်းကန်တစ်ပတ်ကိုဝုံကနေခုံကျော်ရောက်ရှိသွားပါရီ။ဝုံလေးမှန်ပြီးတမင်မပြူပါဘူး။ကြာဘောကလေးကလည်းတနတ်တန်များကြောင့်မိခင်ကြောင်းမအောင်ဆောင်းဆိုင်နေရင်ဝယုံပေအောက်မှလန်ကုံထွက်ပြေးလျက်အထက်ရိုးဘော်ကိုတက်ရောက်ပြောက်ွယ်သွားပါရီ။ကြာမကလေးချောင်းတစ်ပတ်ကမ်းမှ ဒီဘက်ကံပေါကိုရုပ်ကြီးပြန်ခုံထိုး၍ရောက်ရှိလာပြီးနောက်ချက်ချင်းပဲတောင်းငယ်ကြောက်ပေါက်ကလေးနောက်ကိုလိုက်ပါသွားပါရီဝင်းကျင်မှာတော့အမောင်ရိပ်များပြိုးဆပြုတ်လာပါရီမော်စိုးတိုက်ပါလေလင်းစင်ပေါ်မှဆင်း၍အလောင်းအနီမှစူဇန်လေးလာကြည့်ပါရီဒွေးဆက်များအများပြားတွေ့ရပါရီဒွေးကောင်းလေးနီညိုရောင်တလျက်ရှိပါရီဒွေးဆက်တွေကြည်စမ်းနီနီရဲနေရပဲဒွေးဆက်တွေပြည့်နေပုံထောက်ရင်ချက်ကောင်းမှန်တာသိကြတယ်ဒါပေမဲ့မောက်လာပြီခဏတော့အချိန်မရှိတော့ဘူး မောင်ထဲမှာရန်တို့နေလို့လည်းမဖြစ်ဘူး။တဲပြန်တော့မယ်။မိုးလင်းမှာပဲမြင်းမြင်းတဲတဲရှာကြစို့။ကောင်းပါလေကိုကြီးတို့။ဘလက်မှာပဲရှာကြတာပေါ့။အာယုံတက်ပြီးတော့နေထွက်လာပါလေ။တင်မောင်မြောင်းကလည်းငှက်ကြီးတမတော်ရဲ့အတန်တတနဲ့တာယာလျက်ရှိပါလေ။ကျေလင်နေတဲ့နက်နက်ခင်းကလေးလောကရဲ့ညောင်းကအကြီးတန်းတဲ့အနေထားရောင်များကိုလစ်လို့ရှူထားတယ်လို့ပဲတောကြက်များကလည်းအိတ်တန်းမှဈေးကစားတောတန်းများကြောင့်တောကလေးပုံမလှောက်ရှားစူညံလာရီလာမပြောတတ်နိုင်ပါဘူး ကိုတော်နေကောင်းဆောင်တဲ့မုံစိုးတစ်ဖွဲ့လုံးတင်းမောမြောင်းတစ်ဝိုက်တော်နေပြီးတော့ရှာပွေလိုက်ကြတဲ့အခါခင်မော့အလောင်းနဲ့ဝါသုံးကအကွာဖုံစိုးတဲမှာကြားသေးကိုရှာပွေတွေ့ရှိကြပါတယ်။ကျောင်းမကလေးအသက်ကုန်နေပါပြီ။လေတိုင်းမလေးတနက်တရတစ်ချက်တွေ့ရပါတယ်။လက်ပြင်းမဖောက်ဝင်ပြီးတော့လေတိုင်းမထွက်သွားတဲ့တရဖြစ်၍ဒေရင်းကိုထိမှန်ခြင်းဖြစ်ပါတယ်။နောက်ပြီးတော့တင်းမောမလေးတရတစ်ချက်တွေ့ရပါတယ်။ကျောင်းစိုးရဲ့အလျားကတော့ချောက်တော်တော်ရှိပါတယ်။ကျောင်းငယ်ကလေးကိုမတွေ့ရတော့ပါဘူး။ဘလို့ပင်စိုးစေးကောင်းမှု လူသားတို့အားအနည်းပေးခဲ့တဲ့ကြားဆိုညီကုန်းချုပ်ပါပြီ။ဒီတော့ဒီတောင်တီမြောင်ဒီရိတ်မှာအေဂျင့်ရဲ့နမိတ်ဖြစ်ပါရယ်။မကြာမြင့်မီတောင်ယာဒဲတဲ့မှာတချင်းဆိုတဲ့ဗလူတန်တို့နဲ့ပြန်လဲပြီးတော့စီကားတာယာလာပါလိမ့်မယ်။ပျော်ပုံကတစ်တနေငယ်ချစ်ကလိုက်ခဲ့တော့အကြိုက်ကရင်ဒေါ်ရောင်မှာမိုးအားကပင်မြင့်ထက်စီကထန်းရနေစင်သည့်အိမ်ခြုံတင်ထိန်နွားရီခင်းလို့ညင်တွင်းကိုပလူကျော်နဲ့ပျော်ပါမယ်လေ။ Okay ပါပရိသတ်ကြီး ဒီကနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇလံကတော့စာရေးသူခင်မောင်အေးမန္တလေးရေးသားထားတဲ့ရုံးမကြဆိုတဲ့ဇလံလေးပဲဖြစ်ပါရခင်ဗျာဒီဇလံကိုအစားကားနေအဆုံးထိလိုင်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များတာယာချမ်းမေးတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့စွန့်မောင်းကောင်းများတောင်းပေးလိုက်ပါရခင်ဗျာ